တဏ္ဍာရန်လုံးရဲ့ကံကြမ္မာကိုစုပ်ဖြတ်မဲ့အချိန်ရောက်နေပါပြီ။မြေပြင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပြည်သူတွေရဲ့မျက်ရည်တွေမြေတစင်းလိုပဲစီးဆင်းနေပါတယ်။ဒီအချိန်မှာမဟာပြူဟာမြောက်ထိုးစစ်တွေခုခတ်စစ်တွေဟာမြန်မာ့နေဦးတော်လာရေးရဲ့အနာဂတ်ကိုပုံဖော်နေတာဖြစ်ပါတယ်။ဒီနေ့သတင်းချုပ်ကိုတုံ့တက်ချက်သတင်းချက်တင်ဆက်မှုမှာရှမ်းမြောက်ကနောက်ချိုစစ်ပွဲအကြောင်းကိုအခြေခံပြီးတော့နိုင်ငံရေးကိုကောက်ကောက်နားလည်တဲ့ကျွန်တော်ပြည်သက်တွေအတွက်အမြင့်တဲ့အသွေးတဲ့တွေနဲ့ကြံစစ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ် လက်ရှိမြန်မာစစ်မျက်နှာဟာရှုပ်ထွေးပြီးပြင်းထန်တဲ့အခြေအနေကိုရောက်နေပါတယ်။နောက်ချိုစစ်ပွဲဟာစစ်ကောင်စီနဲ့ TNA တို့အတွက်မဟာဗျူဟာမြောက်အသက်သွေးကြော ဖြစ်နေပါတယ်။စစ်ကောင်စီအတွက်မြန်မာတရုတ်ကုတ်သွေးရေးလမ်းကြောင်းနဲ့လာရှိုးကိုပါဆက်သွက်ထားတဲ့ပြည်တော်စုလမ်းမကြီးကိုပြန်ပွင့်ဖို့နောက်ချိုကို ပြန်တိုက်ဖို့အသက်အံစူးစမ်းနေတာဖြစ်ပါတယ်။ဒါဟာစစ်ပွဲရေးအရာရောစစ်ရေးအရာပါအရေးပါတဲ့ဒီမှန်ချက်တစ်ခုလည်းဖြစ်ပါတယ်။ TNA ဘက်ကလည်းရှမ်းတောင်နဲ့မန္တလေးဘက်ဝင်ရောက်ဖို့တီပေါ်တဲ့ကြောင်မဲကိုကာကွယ်ဖို့နောက်ချို့ဟာမရှိမဖြစ်အရေးပါတာဖြစ်ပါတယ်2024-2029ဆင်ရီဒုတိယအကြော့မှာ TNA ကနောက်ချို့ကိုတိမ့်နိုင်ခဲ့ပေမဲ့တောင်ခန်းစခန်းကိုတော့မသိမ့်ပိုက်နိုင်ခဲ့ပါဘူးအခုစစ်ကောက်စီရဲ့ထိုးစစ်ဟာတောင်ခန်းကနေနောက်ချို့ဘက်ကိုဦးတည်လာတာဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုတွေဒရုန်းတိုက်ခိုက်မှုတွေကို အစမတန်သုံးစွဲနေတာတွေ့ရပါတယ်ဒါဟာသူတို့ရဲ့မြေပြင်အင်အားနှဲပါမှု ဒါမှမဟုတ်တံပိုးကြီးတဲ့အင်အားဆုပ်ရှုပ်မှုတွေကိုရှောင်ရှားလိုတဲ့စစ်ကောက်စီရဲ့သဘောထားကိုခေဟတ်နေတာဖြစ်ပါတယ်။တရုတ်ကြောင်းဝင်မှုနဲ့ဆွေးနွေးပွဲတွေရှိခဲ့ပေမဲ့လည်းအပြည့်အကာလအတွင်းတိုက်ခိုက်မှုတွေဆက်ရှိနေတာဟာစစ်ကောက်စီရဲ့စကားတည်ကြည်မှုမရှိခြင်းကိုဖော်ပြနေတာပါပဲ။ဒါဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့အနာဂတ်အပေါ်တန်တရားတွေလည်းပိုပြီးကြီးထွားစေပါလေ။ကရင်ဒီကြရပြည်နယ်မိုးပြဲဒေသမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေရဲ့အင်အားတထောက်ကအထိတုံ့ဆွဲထားတဲ့ထိုးစစ်ဟာ PND တပ်ပေါင်းစုတွေရဲ့ခဏဦးနှက်မြစ်ဆုံးမမှုကိုစိတ်ခေါ်နေပါတယ်။ဒါဟာစစ်ကောင်စီရဲ့နှက်မြစ်ပြက်လက်ရယူရေးမဟာဗျူဟာရဲ့တစိုက်တပိုင်းဖြစ်ပြီးတော့အ धिक လမ်းကြောင်းတွေကိုထိချုပ်ကတော်လိုင်းအင်အားစုတွေကိုထောက်ပံ့ပို့ဆောင်ရေးဖြတ်တောက်ဖို့ရည်ရွယ်တဲ့ပုံစံတွေ့ရပါတယ်။ထို့တူပဲမကွေးတိုင်း AOD တိုင်းမန္တလေးတိုင်းတို့မှာပါတိုက်ပွဲတွေဆေးရေလှောင်မှုတွေရှိနေတာဟာ မြေပြင်စစ်မျက်နှာဟာကြေပြားလာပြီးတော့စစ်ကောင်စီရဲ့အင်အားဖြတ်ချက်ထားရမှုကိုအခက်ခဲကြုံနေရတာပေါ်ပြနေတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်စီတရင်ဖမ်းဆီးမှုလိုမျိုးထိရောက်တဲ့လုပ်ရက်တွေဟာစစ်ကောင်စီရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုချိတ်ချောက်လာပါတယ်။မော်လမြိုင်ကိုစီတင်ဖော့ဆိုင်ကတ်လာတာဟာစစ်ကောင်စီရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအခက်ခဲကိုမိမောင်းထိုးပြနေပါတယ်။မော်လမြိုင်ဘက်မှတခုခုတူးတူးချာချာ စီစဉ်နေတာရှိပါတယ်ဒါကိုစုံစမ်းကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်ကလည်းတရင်ကိုပေးပို့ချင်တယ်ဆိုရင် DPW discussion မှာကျွန်တော်ရဲ့ Telegram account Signal account ချပေးထားပါတယ်အဲဒီကနေဆက်သွယ်ပြီးပေးပို့လို့ရပါတယ်ခင်ဗျာကချင်ပြည်နယ်ဖားကတ်မှာစစ်မီတီတီမမလောင်ကျွမ်းနေတာဟာစစ်ကောက်စီရဲ့အာဆိုင်ထုတ်မှုကိုဖော်ပြနေတယ်လို့ပဲတော်လိုက်အင်အားစုတွေရဲ့ဖြန့်ကျက်တိုက်ခိုက်နိုင်တဲ့အခြေအနေတစ်ခုကိုလည်းပြသနေတာဖြစ်ပါတယ် ျွန်တော်တို့မြင်တွေ့နေရတဲ့စစ်ပွဲတွေရဲ့နောက်ကွက်ကမဖာပြူပါဖြစ်တဲ့ပင်မတိုင်ကြီးတုံးတိုင်ကိုတုံးတက်ကြည့်ရအောင်ပါနံပါတ်၁ကထောက်ပံ့ရေးကွင်းဆက်ဖြတ်တောက်ရေးစစ်ကောင်စီရဲ့အဓိကအားနည်းချက်က ထောက်ပံ့ပို့ဆောင်ရေးပါပဲရန်ကုန်မန္တလေးအမြန်လမ်းပေါ်စီတရင်ဖန်းစီမှုလိုမျိုးထိရောက်တဲ့စစ်စင်ရေးတွေပုံမလုံးဆောင်ဖို့လိုအပ်ပါတယ်မော်လမြိုင်တို့စိတ်ကမ်းမျိုးတွေကိုပြစ်မှတ်ထားပြီးစစ်ကောင်စီရဲ့စီးပွားရေး live line ကိုဖြတ်တောက်နိုင်မဲ့နီလန်းတွေကိုရှာဖွေရပါလိမ့်မယ် နံပါတ်2ကမဟာဗျူဟာမြောက်ကာကွယ်ရေးနဲ့တပ်ပြန်ထိုးစစ်နောင်ချိုလိုအရေးပါတဲ့မြို့တွေမှာခန့်စစ်ကိုခိုင်းမအောင်တိစောက်ပြီးတော့စစ်ကောင်စီရဲ့အင်အားဖြည့်တင်းမှုတွေကိုထိရောက်စွာတုံ့ပြန်ဖို့လိုအပ်ပါတယ်။ကံကြီးလိုကြော်ဖြတ်ဖို့ခက်ခဲတဲ့နေရာတွေကို V shape formation ပုံစံခန့်စစ်စည်းတွေတိစောက်ဖို့လိုပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်အားနည်းလာချိန်မှာတပ်ပြန်ထိုးစစ်တွေဆင်နွှဲပြီးနေပြည်တော်လည်းရယူဖို့အသည့်ပြင်ထားဖို့လိုအပ်ပါတယ်။နံပါတ်3ကတော့တည်င်းစစ်ပွဲနဲ့နိုင်ငံတကာပြည်အားပါ စစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအရသာထိခိုက်နေမှုတွေကိုအချိန်နဲ့တပြေးညီမကန်တီချစွာမတတ်တင်ပြီးတော့နိုင်ငံတကာကိုချပြနေဖို့လိုအပ်ပါတယ်။ဒါဟာနိုင်ငံတကာရဲ့စစ်ကောက်စီအပေါ်ဖိအားပေးမှုကို ပိုပြီးမြင့်တက်စေဖို့အဓိကကြပါတယ်။တံငွေပိုက်လိုက်ကြည့်ပေါ်ကောက်ရိုးတပင်တင်ပြီးတော့ဖိအားပေးသလိုမျိုးစစ်ကောက်စီရဲ့မဟာဗျူဟာများအားနည်းချက်တွေကိုမိမောင်းထုတ်ပြပြီးနိုင်ငံတကာရဲ့ဝိုင်းဝန်းမှုကိုရယူဖို့လိုအပ်ပါတယ်။တုတ်တက်ချက်နဲ့ခံမှန်းချက်လေးတိကျချင်းပါတယ် နံပါတ်1နောင်ချိုရဲ့မြေပြင်စစ်ပွဲကိုခံမှန်းကြည့်မယ်ဆိုရင်နောင်ချိုစစ်ပွဲဟာမြန်မာပြည်အနက်ဖြစ်ပွားနေတဲ့စစ်ပွဲတွေရဲ့ကဘာငယ်လေးတစ်ခုပါစစ်ကောက်စီရဲ့အင်အားအလုံးရင်တုံထိုးစစ်လေကြောင်းပစ်ကူအလွန်ကြုံတုံးဆွဲမှုတွေဟာသူတို့မြေပြင်စစ်ရေးအားနည်းချက်ကိုပေါ်ပြနေပါတယ် TIA အေရဲ့ခံစစ်အားကောင်းမှုကလည်းတော်လိုင်းအင်အားစုတွေရဲ့ကြက်ကြက်ခံနိုင်စွာပြသနေတာဖြစ်ပါတယ်နံပါတ်2တရုတ်ရဲ့အခန်းကဏ္ဍနဲ့ ယုံကြည်မှုပြတ်တုံချင်းချင်းနေကြည့်ရအောင်ပါတရုတ်ဂျာဝင်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့အပြည့်အကလာအတွင်းတိုက်ခိုက်မှုတွေဆက်ပြီးရှိနေတာဟာလူဦးနှစ်ဖက်ယုံကြည်မှုတိဆောက်ရေးကိုလောကပျက်စီးစေပါတယ်ဒါဟာတရုတ်ရဲ့ဂျာဝင်မှုအကိုပါအလေးချိန်ကြဆင်းစေပြီးစစ်ပွဲကိုပုံမှုရှုပ်ထွေးအောင်လုပ်နေတဲ့သဘောတရားပါတယ်နံပါတ်3ကထပ်ပိုင်ခွင့်ဆက်အာဏာချက်ရဲ့ပခုချက်ကိုရှာလာမော်လဗျာစီတေဖို့ကိစ္စအမြန်လမ်းပေါ်စီရင်ဖမ်းဆီးမှုကိစ္စတွေကစစ်ကောက်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးဟာဘလောက်ပြည့်စည်လွယ်တလဲဆိုတာ ပြနေတာဖြစ်ပါတယ်။ဒါဟာတို့စစ်စင်ရေးဆွမ်းဆောင်ရေးကိုတိုက်ရိုက်တရားမှုရှိပါတယ်။စီပွားရေးနာတာရှိယောဂလိုပါပဲ။ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုကစစ်ကောက်စီကိုတဖြည်းဖြည်းနာကျင်ပြီးတည်စီနိုင်ပါတယ်။အနာဂတ်ကိုခံမှန်းကြည့်ရမယ်ဆိုရင်စစ်ကောက်စီကနောက်ချိုးကိုအသက်သက်ပြန်လို့ချင်းတယ်လို့တရားအေအေကလည်းလောကအလက်မလွတ်နိုင်တဲ့အခြေအနေပါ။ဒါကြောင့်ဒီစစ်ပွဲဟာကြာရှည်ပြီးနှစ်ဖက်စလုံးအင်အားအများအပြား အဆုပ်အရှုပ်ခံရနိုင်ခြင်းမြင်မပါတယ်။နံပါတ်၄မဟာပြူအောင်မြို့တွေဆုံးရှုံးမှုစစ်ကောက်စီစပီးကြုံနေရဖို့ရှိပါတယ်။စစ်ကောက်စီကနောက်ချိုလိုအဓိကမျိုးတွေကိုပြန်လည်ရယူဖို့ကြိုးစားနေပေမဲ့တစ်ဖက်မှာလည်းတော်တိုင်းအင်အားစုတွေရဲ့ဖိအားပေးမှုတွေကြောင့်အခြားမဟာပြူအောင်မြို့တွေစခန်းတွေဆုံးရှုံးနေမှုတွေစက်တိုက်စက်တိုက်ဖြစ်လာနိုင်ပါတယ်။ဒါဟာပစိုးအနာလိုက်ထိုင်းရင်ပစိုးကြော့တယ်လို့စစ်ကောက်စီအတွက်အာရုံစရာခက်တဲ့အခြေအနေတွေ ျွန်တော်တို့ဖန်တီးဖို့လိုအပ်ပါလိမ့်မယ်ဒီစစ်ပွဲဟာကျွန်တော်တို့မြန်မာအနာဂတ်ကိုပုံဖော်နေပါတယ်သွေးစွန်းနဲ့တိုက်ပွဲတွေကြားကမျောလက်ချက်မီတာတစ်ခုဟာတော့ဘယ်တော့မှငိမ့်မှမဟုတ်ဘူးဆိုတာကိုတော့သိသိချင်းပါတယ်နောက်ချို့ကိုစစ်ကောက်စီတိတ်ပိုက်နိုင်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲစစ်ကောက်စီဟာကြီးမားတဲ့အင်အားနဲ့လေကြောင်းပစ်ကူတွေကိုတုံးပြီးနောက်ချို့ကိုခဏတာပြန်လဲထိ ंछ ုံနိုင်ခဲ့ရင်တောင်မှ TRA နဲ့ပူပေါင်းအဖွဲ့တွေရဲ့ပျောက်ကြားစစ်ကြော ရေရှည်ထိချုပ်ထားဖို့တော့မလွယ်ပါဘူးကုတ်သွေးကြီးလမ်းကြောင်းလဲလုံးဝလုံခြုံမှုရှိမဲ့အခြေအနေမှာဟုတ်ပါဘူးဒေါ်လိုင်းအင်အားစုတွေအနေနဲ့အနောက်ချိုးလိုမျိုးပြတိုက်ပွဲတွေအတွက်ပျောက်ကြားစစ်နီးပြူဟာတွေကိုပုံမှုအစင်းမြင့်တင်ပြီးမျိုးရေးဆက်ဆင်ရေးတွေအတွက်ဒေတာခန့်ပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအားပြည့်ဖို့လိုအပ်ပါတယ်တက်တော်ထဲကတက်ပင့်လိုပဲပြည်သူတွေကြောင်းမှာခုအောင်ပြီးအမြင့်တွယ်နေဖို့လိုပါတယ်အကဲ၍ ်တရားအရာနာချို့ကိုခိုင်ခိုင်မာမာထိချုပ်ထားနိုင်ခဲ့မဲ့ဆိုရင်ဘာဖြစ်မလဲဖြစ်နိုင်ချေကတရားအရာကနာချို့ကိုဆက်ပြီးတော့ထိချုပ်ထားနိုင်ခဲ့မဲ့ဆိုရင်စစ်ကောက်စီရဲ့ရှမ်းမြောက်ဒေသစီရင်စီပေါ်ရေးမဟာဗျူဟာတွေဟာကြီးမားစွာထိုးနှက်ခံရမဲ့အခြေအနေပါဒါဟာစစ်ကောက်စီအတွက်စီရင်အရာရော နိုင်ငံရေးအရာပါကြော်ရိုးကိုဖျက်တောက်ခံရတဲ့လို့ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါလိမ့်မယ် ပြီးတော့အဲ့မှာလည်းအကြံတန်းတဲ့တလောက်ပြရမယ်ဆိုရင်တရားအအနေနဲ့အနောက်ကျိုခန်းစစ်ကိုပို့ပြီးခိုင်မအောင်တိဆောက်ပြီးတော့ရှမ်းတောင် KND ပြည်နယ်တွေကတော်လိုက်အင်အားစုတွေနဲ့ပေါင်းဆက်ပြီးစစ်ကောင်စီရဲ့အင်အားကိုဖျက်ချနိုင်အောင်ကြိုးပမ်းသင့်ပါတိတ်လိုက်တွေဟာစုပေါင်းပြီးမှမိုးရွာချသလိုပဲအင်အားစုတွေစုပေါင်းပြီးဖိအားပေးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့တကယ်လို့များတရုတ်ရဲ့ပုံမှုအကောင်းနဲ့ဂျောင်းဝင်မှုတွေရှိလာမယ်ဆိုရင်ဘယ်လိုဖြစ်မလဲ ဖြစ်နိုင်ခြေကမြန်မာပြည်အခြေအနေပုံမှုရှုပ်ထွေးလာပြီးတရုတ်ရဲ့နယ်စပ်လုံခြုံရေးနဲ့စီးပွားရေးအကျိုးစီးပွားတွေပိုပြီးထိခိုက်လာခဲ့ရင်တရုတ်ဟာအလဲလူနေရာကနေပုံမှုအကောင်တဲ့ဂျားဝင်မှုတွေလုံးလာနိုင်ပါတယ်ဒါဟာစစ်ကောက်စီရောတော်တိုင်းအင်အားစုတွေအပေါ်ပါထိအားပိုပြီးတော့မြစ်တက်စေနိုင်ပါတယ်တော်တိုင်းအင်အားစုတွေအနေနဲ့နိုင်ငံတကာဆက်ဆံရေးကိုအလေးထားပြီးတရုတ်အပအဝင်မဟာမိတ်နိုင်ငံတွေနဲ့နားလည်မှုတည်ဆောက်ထားဖို့လိုအပ်ပါတယ်တရုတ်ရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပေးနိုင်မဲ့ နီလန်းတွေကိုရှာဖွေပြီးဝင်းဝင်း solution ကိုဥတည်တင်ပါတယ်ကျွန်တော်တယောက်တည်းအမြင်အနေနဲ့ပြောမှာဆိုရင်လူဦးတော်လာရေးဟာစစ်မှန်တဲ့ဒီမိုကရေစီစီဥတည်နေတဲ့လမ်းကြောင်းမှာတော့ရှိနေပါသေးတယ်စစ်ကောက်စီရဲ့စီအာဏာချက်တွေထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေဟာသူတို့ရဲ့ကြာဆုပ်ခန်းကိုဖော်ပြနေတာဖြစ်ပါတယ်တော်လိုက်အာစုတွေအနေနဲ့မြေပြင်မှာရရှိထားတဲ့အချက်အဟုတ်ကိုဆက်လက်ထိထားပြီး စစ်ကောင်စီရဲ့အာဏာချက်တွေကိုအခွင့်ကောင်းယူပြီးတော့ဟာပြူအမြောက်ထိုးစစ်တွေကိုပုံမှန်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ငံတကာဖိအားပေးမှုနဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုဆက်လက်ထိသိမ်းထားဖို့ကအလွန်ပဲအရေးကြီးပါတယ်။ဒီစစ်ပွဲဟာဒါတော့ပေါ်ကလမ်းလျှောက်ရတဲ့လူပဲခက်ခဲပေမဲ့အစုံတက်မှာတော့ပြည်သူရဲ့အောင်ပွဲတော်ဖြစ်လာရမှာပါ။